ကျွန်တော်နိုင်မှလွတ်မှာဖြစ်ကျွန်တော်တို့လွတ်အောင်လုပ်နိုင်လို့ဆိုရင်သူတို့ညဉ့်ညပူပြီးလွတ်မြောက်နိုင်မယ်လို့ကျွန်တော်ကခိုင်းတယ်သူရပါကြတယ်အငါတို့နိုင်မှအတွင်းထဲကြီးကလွတ်မှာအဲ့ဒီကလည်းကျွန်တော်ကတိုက်ယူမှရလိမ့်မယ်မှန်ကြအနေနဲ့ကတော့ ိုင်အရမနိုင်ချင်းခံထားရတယ်မိသားစုဝင်တိုင်းကိုကျွန်တော်လည်းသူတို့မိသားစုဝင်အနေနဲ့ခံစားရတယ်ခံစားချက်အနေနဲ့ပေါ့ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်မှလည်းနိုင်ချင်းအနေနဲ့ကျွန်တော်မှကျွန်တော်ရဲ့ဒုသအချင်းနဲ့လည်းနိုင်ချင်းချခံတာလည်းရှိတယ်အဲ့တော့ဘယ်လိုပဲဖြစ်နေနေကျွန်တော်တို့တွေဟိုဘလိုပုံစံနဲ့သွားတယ်လာတယ်ဆိုတော့ကျွန်တော်တို့ထုတ်ပုံကိုပြောတော့ပါဘူးဒါပေမဲ့ကျွန်တော်တို့မင်းမှုခင်ဆလင်းညွန့်နေရနေပြီးတော့မကွေးညွန့်နာအထိသွားပြီးတော့ကျွန်တော်လုံခံနေဆိုရက် ကျွန်တော်တို့ဟိုကျွန်တော်လုံးနိုင်စွမ်းကလည်းစစ်ကောင်စီလည်းတော်တော်လေးကြောက်ရွံ့မှုတစ်ခုဖြစ်တော့ပါလိမ့်မယ်ပြီးလို့ရှိရင်ဖြစ်စေခြင်းနဲ့ဆန္ဒကဒီထက်မှဘသူဘသူပုံမှနားသေးခြင်းနဲ့အဲတည်တည်ခြင်းနဲ့ဆိုတော့ကြာဆုံးခြင်းနဲ့စိတ်မရှိပါဘူးဒါပေမဲ့အကုန်လုံးကိုလွတ်မြောက်ခြင်းနဲ့စိတ်နဲ့ကျွန်တော်တို့လုံဆောင်ခဲ့ရဖြစ်တယ်ဒီဘွဲကိုစီမံခံတာလည်းကျွန်တော်ရဲ့စီမံတာဖြစ်ပါတယ်ပြီးလို့ရှိရင်အကုန်လုံးကိုကျွန်တော်အသေးစိတ်ကမှသာအကုန်လုံးစီမံခဲ့ရတယ်ကျွန်တော်ပါပဲဟိုဒီဘွဲတော့ကျွန်တော်တို့ဆုံးဆုံးမှုလည်းအများကြီးရှိပါတယ်အဲ့မှာတချို့ကြတော့ ဟိုကျွန်တော်တို့ဒီအမိုဒီယဟိုတိုင်းတပ်ဖွဲ့အနေနဲ့နေကြတော့သူတို့ကသူတို့ရဲ့ဟိုညှဉ်းချမှုတွေကဆင်းရဲဆင်းရဲတင်ပြတာဖြစ်တဲ့အတွက်အထူးရာတွေမှာသူတို့ကဒီလိုရာမှုဆိုသူတို့ခွင့်မပြုနိုင်တော့ဘူးအနေထားမှုမှာရှိတယ်။ဒါပေမဲ့ကျွန်တော်နေတဲ့ local ဆိုတော့ကျွန်တော်ကကျွန်တော်ဆုံးဖြတ်တယ်လို့ဆောင်တယ်။ဒါပေမဲ့အဲ့တော့ကလည်းဟိုကောင်းချင်းကိုလူလာယူလို့ဆောင်ခြင်းဖြစ်တယ်။ဒီအရာကြီးလာပေါက်ထွက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီထက်မှာကအများကြီးပဲနိုင်ချင်းအများကြီးရှိတယ်။ကျွန်တော်မကွေးတိုင်းအနေနဲ့ရော တကယ်အရေးကြီးတဲ့အရေးပါတဲ့အရာတွေအများကြီးရှိတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ဒေါ်လာရင်းမှာကလူဒေါ်လာရင်းကလည်းစတင်ခဲ့ကျွန်တော်ဒေါ်လာရင်းမှာကမဝစ်ထောင်လာဖောက်နိုင်ခဲ့လို့ရှိရင်ဒေါ်လာရင်းအကြောင်းလဲတစ်ခုဖြစ်လာလိမ့်မယ်လို့ကျွန်တော်ပြောလိုက်တယ်။အကြောင်းလဲတစ်ခုဖြစ်လာလိမ့်မယ်လို့ကျွန်တော်ပြောလိုက်တယ်။ဘာ EU နဲ့ပတ်သက်လို့ဖြစ်ဖြစ်ကျွန်တော်တို့ဒီငွေသားညီအစိုးရနဲ့လုံဆောင်သွားလာနေတဲ့အရာတွေပဲဖြစ်ဖြစ်ဖွဲ့စည်းပုံတွေပဲဖြစ်ဖြစ်အကြောင်းလဲတစ်ခုဖြစ်လာလိမ့်မယ်လို့ကျွန်တော်ပြောတယ်။ဒီရေတော်ညာရေးကိုပို့ပြီးရေချင်းပြင့်လာလိမ့်မယ်။ ်မြန်မြန်ပို့ပြီးလာနိုင်မယ်လို့လည်းကျွန်တော်ထင်တယ်။အဲ့တော့ကြောင့်မို့ကျွန်တော်တို့လည်းတက်ထုတ်ဆန်မနဲ့တွားခဲ့ရတာပဲ။ကျွန်တော်တို့မကွေးတိုင်းမင်းမှုခရိုင်နဲ့ဆလင်းကုန်းနဲ့ရတယ်ပြီးတော့ခေါင်းတွေဟောမကွေးနားမှာရှိတဲ့ခေါင်းတွေဆောင်သွားပြီးတော့ဖောက်ဖို့ရှိတဲ့အင်အားတော်လည်းမဖြစ်ပါဘူး။အထူးရပကြတဲ့အထက်မှာရှိတဲ့နိုင်ချင်းနဲ့ဆက်သွယ်ရလို့ချက်ချက်ရှိလို့တော့ဒါလောက်တာမဟုတ်ပါဘူးကျွန်တော်တို့ကိုယ်နဲ့ကကိုကျွန်တော်ကကျွန်တော်တို့မင်းကြီးစောက်ောက်တွေလုပ်တယ်ခလာသုံးလာကြည့်ပြီးတော့ဘယ်နေရာနဲ့ပြောသွားရနိုင်တယ်ဘယ်နေရာနဲ့ပြောလို့ရနိုင်တယ်ဆိုတော့ကျွန်တော်ဆစ်ဆစ်ပြီးတော့လောက်ခဲ့တာပါ ဒီမှာကျွန်တော်တို့အာဏာချက်တွေကတော့လက်လက်ခင်းရန်လုံလောက်မှုတွေကတော့ဒီခင်းရန်လုံလောက်မှုတွေနဲ့ကျွန်တော်တို့နောက်ပြန်ပြီးဆက်ပြီးကြရဖြစ်ပါတယ်။အာသာချက်အာဏာချက်တွေအများကြီးတွေ့ရရရှိတယ်။အဲ့ဒါဘယ်လိုလဲဆိုတော့လက်မဆုံးမှုဒီပိုင်းနဲ့အနည်းဆုံးနေရာမှာမရှိရရဲ့ကျွန်တော်တို့တွားလို့ရတဲ့မရှင်ကဝိလံဖောင်းပြတဲ့ပြည်ဝိလိယံနဲ့ပြတ်ပေါ့ကျွန်တော်တို့အချင်းကြီးနေစက်ညာပြတဲ့အရာတွေအများကြီးရှိတယ်။အဲလုံးချင်ပါတယ်အဲ့ထက်မှရှိတဲ့လန်ဂျစ်မှတ်တမ်းတော့ထူးထူးကျင်တယ်ဒါပေမဲ့အဲ့ထက်မှမင်း ူတော့ဆက်ရရှိလို့လားမရှိပါဘူး။တို့တော့လည်းကျွန်တော်ဒီကောင်မှလည်းမရှိဘူး။ဒါပေမဲ့သူရပြောကြတဲ့အာမင်းတို့လိုလည်းလို့အထက်မှာတည်နေသွားရည်ရှိတယ်။ဟောကြာဆုံးလိုက်လို့ရှိတယ်။ဟုတ်ပါတယ်။ကျွန်တော်တို့လုံးမတည်းမဟုတ်ပါဘူး။ကျွန်တော်တို့မလုံခွဲနဲ့လေအတွင်းထဲမှာကသူတို့ရဲ့စစ်ကောင်စီရဲ့ညှဉ်းပန်းနှိပ်စက်မှုကြောင့်အမီမပေါ်ဝဲနဲ့တည်သွားတဲ့ကျွန်တော်တို့အာဂါနီအများကြီးရှိတယ်။အဲ့တော့အချို့လူတို့ကအသက်နဲ့မလိုက်အသက်နဲ့မမြအောင် ခြခံထားတဲ့မိတ်နေရှိတယ်။အဲ့ဒီအရာတွေကကျွန်တော်နိုင်မှလွတ်မှာဖြစ်ကျွန်တော်တို့လွတ်အောင်လုပ်နိုင်လို့ဆိုရင်သူတို့ညဉ့်ညံပို့ပြီးလွတ်မြောက်နိုင်မယ်လို့ကျွန်တော်ကခိုင်းတယ်။သူရပါကြတယ်အငါတို့နိုင်မှအတွင်းထဲပြီးကလွတ်မှာအဲ့ဒီကလည်းကျွန်တော်ကတိုက်ယူမှရလိမ့်မယ်။ကျွန်တော်လုံးမှရလိမ့်မယ်။ကျွန်တော်လုံးယူမှလည်းကျွန်တော်တိုက်ယူမှလည်းလွတ်မှာဖြစ်တယ်။အဲ့တော့ကျွန်တော်ကသူတို့အချိန်တိုင်းလွတ်လာမှာပဲကွာ။ထောင်းကြီးထောက်လာမှာပဲ။ဆိုပြီးတော့ထိုင်ဆောင်နေလို့မရဘူး။ကျွန်တော်အပြင်ကနေကြီးရရအများကြီးပြရမယ်။ ဲ့ဒီ memory ကြောက်ဖို့လည်းကျွန်တော် memory စုမှုနားလုံးရအောင်လို့ကျွန်တော်တို့ကြည့်လက်ကိုအခြေပြုမဲ့ရုပ်ပြကိုကျွန်တော်တို့ဝိုင်းမယ် memory စုမှုကျွန်တော်မြန်မာရလို့ဆိုရင်သူတို့ရဲ့အတိုက်ဝန်းကကျင်းသွားလိမ့်မယ်အဲ့လိုကျင်းသွားတဲ့အချိန်မှာကျွန်တော်တို့ကကျွန်တော်တို့တော်နိုင်ရေးကကျွန်တော်တို့အချိန်ကြာလာတဲ့အမြတ်တော့အနှောင်းမရောက်တာလည်းအမြတ်ပေါ့နော်အမြတ်မှာကကိုစီကိုစီမှာသူ့ရနေသူရေခွဲစည်းရဖြစ်နေလို့ပေါ့နော်အတော်တည်းလက်နဲ့ခင်းရကွာရှိနေကြတဲ့ဒီလိုကြီးရအဲ့ဒီမှာကျွန်တော်တို့ကမဟာမိတ်စုပေါင်းအင်အားနဲ့တာလုပ်မှဖြစ်မဖြစ်နိုင်ဘူးတော့မရှိဘူး တကယ်တော့ကျွန်တော်တို့ကတတကမ်းမရှိဒီစစ်ကောင်စီလော်ဘီတွေတွဲလို့ပေါ့လို့စလင်းကုန်းနေရာနေပြီးတော့ခေါင်းလေးထောင်ကိုတွားပြီးလို့အဲ့မိုင်တော့ကဘယ်လောက်ရှိလဲအဲ့ခေါင်းလေးထောင်ကနေပြီးတော့လေဆောင်ကိုတွားပြီးချင်းချောက်နိုင်မယ်ထိခိုက်မယ်ဆိုရင်မိုင်ဘလောက်ပဲရှိတယ်ပြီးလို့ရှိရင်အဲ့ရနေပြီးတော့သူတို့ရဲ့အရေးကြီးတဲ့ပစ္စည်းထားတဲ့နေရာတွေသိရှိလို့ရတယ်အဲ့နေရာကိုတွားပြီးတော့စစ်ကောင်စီလော်ဘီတွေပေါ့နော်လော်ဘီတွေတော်တော်များများအာအုံကြွားသွားတဲ့ပုံစံမျိုးတွေကြည့်ရတယ်တော်တော်ကြည့်တာပါ အားကြောင့်မို့လဲသူတွေကျွန်တော်တို့လည်းမျိုးသူနောက်ပိုင်းမှာကမိုးရင်းမှာဥမာသူတို့ကျွန်တော်တို့မိုးရင်းမှာစီးရနာကြတာအစင်းမကောင်းနေမလားကျွန်တော်တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘုတ်ရွက်ောက်ပွဲအတွက်လည်းဟိုလုံမှန်းပြီးတော့နေနေရကြတော့ကြံယူမယ်လို့ပဲကြံယူနေလို့ဟိုစောင်းနေတာနှိမ့်လို့လည်းကျွန်တော်အဲ့လိုသုံးသပ်ထားတယ်ပေါ့နော်အဲ့လိုလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့လုံးဝပြီးပြေးလိုက်မှာမဟုတ်ဘူးကြားတယ်နေနေရတာရောက်အောင်တိုက်ပါပဲဒီကြားတယ်ကျွန်တော်တို့ပြည်သူတွေကလည်းနေရှို့ရှို့ ချို့ပါပြင်ပြဆောင်မယ်အဲ့လိုဒီလိုအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့နောက်မှာကျွန်တော်ပြည်မှုရှိတယ်ပြည်သူရဲ့အားပေးမှုထောက်ခံမှုအများကြီးရှိတယ်အခုရှိတာကကျွန်တော်ပြည်သူတွေကမအားဘူးကြာကျွန်တော်ပြည်သူတွေအားရမထင်ပါနဲ့မအားပါဘူးသူတို့အာမတန်လို့မန်ရှော့နေရတဲ့အချိန်မျိုးပဲရှိနေတယ်အချို့အရာတွေကကျွန်တော်တို့အလှမ်းဝင်းနေလို့မပါဝင်နိုင်သေးရပဲရှိနေရှိနေသူတို့ရဲ့ရင်ထဲမှာသူ့ရဲ့စိတ်ထဲမှာ ဒီအနာစီကိုမကြိုက်ဘူးဆိုရရတော့တနည်းမို့တနည်းရတာသူတို့တွန်းလှန်ပါတယ်ချိန်ချင်းမှာတချိန်ချင်းကြလို့ဆိုရင်ရကလက်နဲ့ဆွတ်ကန်ပြီးတော့တွန်းလှန်မဲ့ပြီးတော့ပေါ်ပေါက်တယ်ပေါ်ပေါက်လာပါလိမ့်မယ်အဲ့တော့ပြောချင်တာကကျွန်တော်တို့ကတည်သူထောက်ခံမှုနဲ့တွားတယ်အဲခုနပြောချင်တဲ့ဇာတ်ကကဒီလူတွေမအားဘူးဆိုတာဘယ်ဖွဲ့စည်းကဘယ်လိုတွားနေလဲဘယ်ဖွဲ့စည်းကဘယ်လိုလှုပ်ဆောင်နေလဲဘယ်သူကဒီလူကိုအခြေပြုပြီးတွားနေဆိုတော့လည်းကျွန်တော်တို့ဒီကအကောင်းဆုံးသိအဲ့တော့ကျွန်တော်တို့ဒီလူတွေမအားဘူး ချို့အရာတွေမှာကကျွန်တော်တို့က line ပေါ်မှာကဘယ်လိုပဲအဲပုံလေးလှအောင်ပဲတင်းတင်းလူကြီးကောင်းအောင်ပဲတင်းတင်းလူကြီးများအောင်ပဲတင်းတင်းနေဒီပြင်မှာရှိတဲ့ပြည်သူကပြည်တယ်အပြင်မှာကြည့်ရပြီးတော့အစင်ငယ်စင်ငယ်ခုချိန်မှာကျွန်တော်တို့ရန်တုတ်တဲ့နေခင်ပြီးမှာဖုန်းအင်တာနက်နဲ့စကားတစ်လုံးစာတစ်လုံးဒီလိုတို့ပို့လိုက်တာနဲ့တော်တော်အချို့အရာတွေကနားလည်နေတယ်ပေါ့နော်အဲ့တော့ပြောချင်တာဘယ်သူတွေဘယ်လိုပဲကျွန်တော်တို့ line ပေါ်မှာအချိန်ကြီးဝိုင်းနေကြတယ်ကျွန်တော်ကဘယ်လိုလုပ်နိုင်ပြီကျွန်တော်ကဘာလုပ်နိုင်ပြီဘယ်လိုပဲပြောနေနေ ကျွန်တော်မြေမှာရှိရည်ကြည့်သွားကြည့်တယ်ဘယ်အဖွဲ့ကဘယ်လိုလုပ်ဆောင်နေလဲဘယ်လိုဘယ်အဖွဲ့ကဘယ်လိုငွေရတယ်သွားနေအောင်ရှိကြည့်တယ်အဲကြောင့်မို့လဲကျွန်တော်တို့ဒီတစ်နှစ်ခွဲလောက်အချိန်ကျမှာနောက်ဆက်အောင်လုပ်တဲ့ဒီရဲ့အဖွဲ့ဆိုပြီးကျွန်တော်ဟိုလို့ရအမှန်လို့လဲကျွန်တော်တမိုင်းကြံမလို့ထင်ပါတယ်အဲ့တော့အစွတ်လို့ရတဲ့ကလို့ရမှမှတမိုင်းကြံတာဖြစ်တယ်ခုချိန်မှာဘာလို့လောက်ဒီရက်တည်နေတာလဲမင်းမဘယ်မှာထောက်ပံ့ကြေးချေရက်တည်နေလဲကျွန်တော်မှပြည်သူရှိလို့ကျွန်တော်ရက်တည်နေတာဖြစ်ပါတယ်ကျွန်တော်ပြည်သူကျွန်တော်သွားနေရဲ့ပုံစံ ကျွန်တော်သွားနေတဲ့မူဝါဒကိုကျွန်တော်တို့ပြည်သူကောင်းကောင်းသိတယ်အဲ့တော့ကျွန်တော်မှပြည်သူနောက်မှပြည်သူဆိုတော့ပြည်သူထောက်ပံ့မှုနဲ့ကျွန်တော်နားလို့သွားရတာဖြစ်ပါတယ်ဘာလို့ဆိုလို့ဆိုရင်ကျွန်တော်ပြည်သူရှိပဲကျွန်တော်ခုချိန်နေကျွန်တော်ရဲ့ personal level ဖြစ်ဖြစ်ဖေးဖို့ကောက်ဖြစ်ဖြစ်ကျွန်တော်တို့ဒီမှာပြည်ရဆိုရင်ကျွန်တော်အတူတန်ပို့လို့ဆိုမတင်ဘူးမတင်ဘူးဒါပေမဲ့ကျွန်တော်နေမီထဲမှာလည်းရွာထဲကိုလိုက်ပြီးသူ့ရဲ့အလူခံတာအလူမခံဘူးဒါပေမဲ့ဘာလို့ကျွန်တော်တို့ပြည်သူတွေမြင်နေခြင်းလဲဆိုငါတို့သားတွေငါတို့တူလေးတွေသူတို့အသက်တွေကိုဆွလုံပြီးဆင့်မှာ ရရဲ့ဝုန်းနဲ့တိုက်နေကြတယ်အဲ့တိုက်နေရမှာငါတို့ပြည်သူတွေကလည်းတစ်ဖက်တစ်လမ်းနေငါတို့ပြည်သူတွေတောင်းဝန်ကြီးဖို့ငါတို့တက်နေတော့မုန်းတစ်ခုပဲဖြစ်ဖြစ်ရေတစ်ခုပဲဖြစ်ဖြစ်သူတို့အနေနဲ့ကိုယ်စိတ်နဲ့ကိုတူလာတာကိုကျွန်တော်လူကဘာမှကျွန်တော်ပြည်သူပါဝင်နဲ့ပြည်သူခုခံတော်လှန်စစ်ဆိုတာဖြစ်အလုံးမုံဘန်းနဲ့ကျွန်တော်ကလက်နဲ့ကြည့်ပြပြီးတော့မင်းတို့ဓာတ်ထူရမယ်ကွာမင်းတို့ဒီလောက်တော့ပြေးရမယ်တက်မှတ်ချင်တယ်တော့လို့ဆိုကျွန်တော်တို့ပြည်သူခုကတော်လည်းမဖြစ်နိုင်ဘူးအဲ့တော့ကျွန်တော်တို့တော်တော်များများပြည်သူကိုစီရင်ဆင်တဲ့ မပါဝင်အချို့အရာတွေမှာမပါဝင်လာရင်သူရှင်းတော့မှာကျွန်တော်တို့စီယုံရေးဆင်းပြီးတော့ခုဘက်ကိုပြန်ပါဝင်လာအောင်လို့ကျွန်တော်တို့စီယုံစီရန်သူကိုလက်နက်ချင်းတွေတိုက်ပြီးတော့တရားတည်စီချင်တာတဲ့ရန်သူကိုကိုယ့်လူဖြစ်အောင်လို့ပြန်ပြီးလုပ်နိုင်တယ်ဆိုတော့ဆက်ဆောင်ရေးဆိုတာဘယ်သူမှလိုက်မလို့နဲ့အရာကိုကျွန်တော်လက်ထင်တယ်